ပောင်းတင်ဆက်ပေးခြင်းနဲ့တွင်ရချောင်းရတွေကတော့ဧပြီလအတွင်းဆန်းတဲ့စပွဲနှမျိုးလုံးကိုတရုတ်နိုင်ငံတို့အများဆုံးတင်ပို့ထားဆိုတဲ့သတင်းကိုဝင်ဆောင်နဲ့အတန်းနဲ့အောက်ကလေးငယ်များကိုထောက်ခံချေးပေးမည်ဆိုတဲ့သတင်း ဝေစပိုင်းနိုင်ချိန်၌ Explora အဝယ်ရှိ၍စံစေးတန်းနေဆိုရတဲ့နိုင်ငံတကာသတင်းဘုံလေးနဲ့အမေရိကန်နှင့်ယူကရိန်းညှိနှိုင်းဆွေးနွေးရေးဆက်လက်ပြုလုပ်မည်ဟုအီရန်နိုင်ငံသားရေးဝန်ကြီးဌာနပြောဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်လေးနဲ့ဧဘရလာတွင်ဆက်နဲ့ဇကွဲနှမျိုးလုံးကိုတရုတ်နိုင်ငံသို့အများဆုံးတင်ပို့ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့ဧပြီလအတွင်းစမ်းတဲ့စကွဲစုစုပေါင်းတန်ချိန်3,4988တန်းအတင်ပို့ခဲ့ပြီးစမ်းတဲ့စကွဲနှမျိုးလုံးကိုတရုတ်နိုင်ငံသို့အများဆုံးတင်ပို့ထားတယ်လို့မြန်မာနိုင်ငံစမ်းစပါးအတင်ချုံမှထုတ်ပြန်တဲ့စာရင်းတွေအရသိရပါထိပြည်ပသူစမ်းတဲ့စကွဲများတင်ပို့ရှာမှရခိုင်ကပင်လယ်ရေချောင်းနှက်ဆက်ကုန်းသွေးရေလမ်းချောင်းတွေကနေတင်ပို့ခဲ့ပေမဲ့လက်ရှိမှာတော့ပင်လယ်ရေချောင်းတစ်ခုထဲကသာတင်ပို့နေထားဖြစ်တယ်လို့သိရပါထိ ဒီလိုအတင်းပို့ရှာမှာစံတန်ချိန်6994တန်နဲ့စကွဲတန်ချိန်93594တန်အတင်းပို့နိုင်ခဲ့ပြီးစံတင်ပို့မှုတရုတ်နိုင်ငံတို့အများဆုံးတင်ပို့ခဲ့ကဘူဂေရီးယားဖိလစ်ပိုင်စပိန်ပိုလန်နိုင်ငံတို့ကိုအစင်းလိုက်အများဆုံးတင်ပို့ထားတယ်လို့သိရပါတယ် ဒါအပြင်စကွဲတင်ပို့မှုမှာလည်းတရုတ်နိုင်ငံသူအများဆုံးတင်ပို့ထားပြီးနောက်ဘယ်ဂျီယမ်၊ UK ၊စပိန်၊အင်ဒိုနီးရှားနိုင်ငံတို့ကိုအစင်းလိုက်အများဆုံးတင်ပို့ထားတယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းပုတ်အနေနဲ့ကိုဝင်ဆောင်နှင့်အသက်နှစ်နှစ်အောက်ကလေးငယ်များကိုထောက်ပံ့ချေပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တိုင်းဒေသကြီးနယ်ပြည်နယ်၅ခုမှာကိုဝင်ဆောင်မိခင်တွေနဲ့၎င်းတို့ကမွေးဖွားတဲ့အသက်နှစ်နှစ်အောင်ကလေးငယ်တွေကိုငွေချေးထောက်ပံ့ပေးသွားမယ်လို့လူမှုဝန်ထမ်းဦးစီးဌာနမှတည်ရပါတယ် ကိုဝင်ဆောင်မိခင်များနဲ့၎င်းတို့မှမွေးဖွားလာတဲ့အသက်နှစ်နှစ်အောင်ကလေးငယ်များငွေကြေးထောက်ပံ့ရေးအစီအစဉ် MCCT အရကရင်ပြည်နယ်၊ကယားပြည်နယ်၊နားကကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရှမ်းပြည်နယ်နဲ့အေယာဝတီတိုင်းဒေသကြီးအတွင်းမှယခုနှစ်ကျွန်းလာ၃ရက်နေ့အထိကိုဝင်ဆောင်အဖြစ်ရှိနေသူတွေအနေနဲ့ MCCT ဖန်ဆောင်ခွင့်ကိုရရှိမယ်လို့ဆိုပါတယ်။ ဒီလိုရရှိနိုင်ဖို့အတွက်တတ်မှတ်ချက်ပြည့်မီတဲ့ကိုဝင်ဆောင်မိခင်တွေအနေနဲ့သက်ဆိုင်ရာရက်ကွက်ခြေရွာအုပ်ချုပ်ရေးမှုဒါမှမဟုတ်နီးစပ်ရာလူမှုဝန်ထမ်းရုံးထွေကိုဂျွန်လ25ရက်နောက်ဆုံးထားပြီးစည်ရင်ပေးသွင်းရမှာဖြစ်တယ်လို့ဆိုပါတယ် လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ကိုဝင်ဆောင်မိခင်တွေနဲ့၎င်းတို့ကမွေးဖွားတဲ့အသက်နှစ်အောက်ကလေးငယ်တွေကိုငွေချေးထောက်ပံ့ပေးတာအပြင်အသက်85နှစ်အထက်အသက်ကြီးပိုင်းတွေကိုလည်းလူမှုရေးပင်စင်ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ဆလဘီရွေးစပါးလှိုင်ချိန်၌ Expora အဝယ်ရှိ၍စံစေးတန်းတွေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နွေစပါးလှိုင်းချင်းဖြစ်တာကြောင့်ပြည်ပသင်ဖို့စံတွေရန်ကုန်ကိုစံအဝင်များနေပေမဲ့ exporter အဝယ်ရှိ၍စံစည်းတန်းနေပြီးငိမ့်နေတယ်လို့ဗရင်နောင်စံကုန်စီတိုင်းကသိရပါတယ်။ပြီးခဲ့တဲ့နွေစပါးစတင်ထွက်ရှိချိန်ကတရက်ကိုစံနဲ့စကွဲအိတ်ရှိ2000ကနေ2000ခွဲဝင်းကျင်အထိသာဝင်းရောက်ခဲ့ရကနေလက်တလုံးမှာ9000ဝင်းကျင်အထိဝင်းရောက်နေတယ်လို့ဆိုပါတယ်။ လက်ရှိပြည်ပသင်ပို့တဲ့စံစည်းကွာအခြေအနေနဲ့ပတ်သက်လို့မြမနိုင်ငံစံစပောင်းကုန်တယ်များအသင်းဗရင်နောင်စံကုန်စီတိုင်းမှာတွင်ရမှုဥအောင်သူဟိန်ကရန်ကုန်မီဒီယာဂရုကို ခုလိုပဲပြောပါတယ်။ဟောအဝယ်ရှိပါတယ်။တောက်လျှောက်တဲ့ဝယ်နေတယ်ဟိုဒီစီကအဲဒီစီလည်းနိုင်ငံရေးနဲ့အချင်းချင်းနေတာပေါ့နော်။အဲလိုမျိုးဖြစ်နေတော့ဒီကတော့ဒီနယ်လေးအေးသေးနဲ့ရောင်းလို့ဖြစ်နေတာပေါ့။ အဒီလိုအဝေးများနေပေမဲ့လည်းပြပတင်ပို့ချားတဲ့ exporter များမှပုံမှန်ဝယ်ယူနေတာကြောင့်ဈေးနှုန်းအသက်ကျနေပါကဈေးငိမ့်နေပြီးဈေးကွက်လာလာနဲ့ပတ်သက်လို့ဦးအောင်သူဟင်းကအခုလိုဆက်ပြောပြထားပါတယ်ဒီကကတော့ကျွန်တော်တို့ကနေတော့ဒီကတော့နိုင်ငံတကာပေါက်ကြီးပေါ့နော်နိုင်ငံတကာပေါက်ကြီးတွေနဲ့ဒါအခုကဟိုလိုက်ကြည့်ရောင်းနေရတဲ့အချိန်ကျတော့ဟိုလက်တလောတော့စိတ်အများကြီးနေမတက်နိုင်ဘူး ကြာမှုဆိုတာလည်းနည်းနည်းတော့ခံပါဘူးเนาะဟိုလိုက်တော့ဘူးလေစိတ်တော်မလွယ်သေးခင်လေအဆိုပါပရင်နောက်ဆန်းကုန်းစီတိုင်းတို့ပဲခူးတိုင်းရှေချမ်းအနောက်ချမ်းအေယဝတီတိုင်းအပေါင်းဝင်းနေဆောင်ကနေထွက်ရှိတဲ့နှွေးဆန်းတွေဝင်းရောက်နေတယ်လို့ဆိုပါတယ် ပြပကိုတင်ဖို့ထဲ export စံတဲ့အိတ်ကိုအမျိုးအစားအလိုက်ထိတ်စာတဲ့အိတ်ကိုကျပ်9800မှ9900ကျပ်ဝင်းချင်းလက်စာတဲ့အိတ်ကိုကျပ်9600ကနေ9900ကျပ်ပုံမှန်စာတဲ့အိတ်ကိုကျပ်9400ကနေ9900ကျပ်နဲ့စကွဲတဲ့အိတ်လင်းအမျိုးအစားအလိုက်ကျပ်4450ကနေ4800ကျပ်အထိဈေးနှုန်းအသီးသီးရှိနေတယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းပုံလေးနဲ့ အမေရိကန်နှင့်နျူကလ িয়ার ညှိနှိုင်းဆွေးနွေးရေးဆက်လက်ပြုလုပ်မည်ဟုအီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူအစမေဘာဂါအီကအီရန်ဟာအမေရိကန်နဲ့နျူကလ িয়ার ဆွေးနွေးရေးဆက်ရှိနေမယ်လို့တနင်္လာနေ့ကအလေးအနက်ပြောသွားပါတယ်။ မြို့တော်ထာဝရမှာပြုလုပ်တဲ့အပတ်စဉ်မီဒီယာရှင်းလင်းပွဲမှာနျူကလ িয়ার ညှိနှိုင်းရေးနဲ့ပတ်သက်လို့အီရန်ရဲ့စီးမံဖောင်းထွေးကမပြောင်းလဲပဲဆက်ရှိနေမှာဖြစ်ကြောင်းအီရန်ဟာနျူကလ িয়ার စွမ်းအင်ငြိမ်းချမ်းစွာအသုံးပြုခွင့်ရှိနေပြီးအမေရိကန်နဲ့ဆက်လက်ညှိနှိုင်းမှာဖြစ်ကြောင်းဘာကာအီကပြောသွားပါသေးတယ်။ အီရန်နဲ့အမေရိကန်ကြားတိုက်ရိုက်မဟုတ်တဲ့ညှိနှိုင်းမှုစတုထအကျဉ်းရွှေဆိုင်ရတာဟာချောင်းဝင်းစေဆတ်သူအိုမန်မှတင်ပြချက်အပေါ်အခြေခံတာဖြစ်ပြီးအားလုံးကအိုမန်ရဲ့စီစဲမှုတွေကိုစောင့်ဆိုင်နေကြတယ်လို့ပြောပါအထင်အီရန်ဟာယူရေနီယံကျွဲဝှမှုကိုဘောင်ထဲကအတိုင်းဆက်လုပ်ခွင့်ရှိတယ်လို့ပြောသွားသလိုဆက်လက်ဆွေးနွေးလို့စိတ်ရှိချောင်းလုံရက်တွေကိုဖော်ပြထားပါတယ် ။အိုမန်ကအမေရိကန်နဲ့တိုက်ရိုက်မဟုတ်ဆွေးနွေးမှုနောက်တစ်ချိန်ပြုလုပ်ဖို့ဆက်လက်ပူးပေါင်းလှုံ့ဆော်လိုက်မယ်လို့လည်းပြောပါသေး။ဆွေးနွေးရမှာအီရန်ကရင်းထိုးစွမ်းအင်နဲ့စီးပွားရေးလိုအပ်ချက်များပြည့်မီရန်ယူကရိယားကဏ္ဍငြိမ်းချမ်းစွာထုတ်လုပ်ရေးရှိမှန်းချက်ကိုကင်ဆွဲထားပါသေး။တိုင်းပြည်အကျိုးစီးပွားရှိမှန်းကအမေရိကန်အနေနဲ့အီရန်အပေါ်အချမှတ်ထားတဲ့တန်းခတ်ပိတ်ဆို့မှုတွေကိုထိရောက်စွာဖယ်ရှားဖို့ကိုလည်းအီရန်ကအလိုရှိနေပါသေး အိုမန်ရဲ့ချောင်းဝင်စေစားမှုဖြင့်အီရန်နဲ့အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွေဟာဓာတ်ရိုက်မဟုတ်ဆွေးနွေးညှိနှိုင်းမှု၃ချိန်ပြုလုပ်ထားပြီးဖြစ်ပါအထင်ရောမမျိုးမမေလ3ရက်နေ့စီစဉ်ထားတဲ့စတုထအကျဉ်းကိုတော့အိုမန်ကထောက်ပံ့ပို့ဆောင်ရတဲ့အကြောင်းပြချက်ဖြစ်ရက်ရွှေဆိုင်ထားပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတဲ့ကြီးစုအောင်ပေးခဲ့ချောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမကတော့မြောင်မိုးထပ်ပါ thank you